္ဂလာပါအင်္ဂလိပ်ဟုတ်ကဲ့မင်္ဂလာပါဟုတ်လေကျွန်တော်တို့ဒီ2015မှာရွှေစုလက်ဖြစ်တည်ခဲ့တဲ့အခြေအနေနဲ့2016ပေါ့နော်လာမယ့်ဖြစ်တည်နိုင်တဲ့အကြောင်းအရာလေးကိုမြင့်မြတ်သွားပါပါရှင်အဲကြတော့ဆိုတော့ကဒီ2015မှာပေါ့နော်ရွှေစုကအခြေအနေတိတာတာဖြစ်တည်ကြရတယ်ဘယ်လိုဖြစ်တည်ခဲ့ကြတယ်ပြောပြပေးပါဦးရှင်2015ခုနှစ်ကထူးခြားတဲ့နှစ်လို့ပြောရမှာထူးခြားတဲ့နှစ်လို့ပြောရမယ်ဆိုတာက2014ခုနှစ်မှာရွှေစည်းက 2012ကနေပြန်တည်ပြောလို့ပြောမှအဆင်ပြေလိမ့်မယ်2012ခုနှစ်မှာတော့ကျွန်တော်တို့စက်တင်ဘာလမှာရွှေဈေး9သိန်း9000နဲ့3200ဒါဟာမြန်မာနိုင်ငံရဲ့အဲ့ဒီ2012ခုနှစ်အတိုင်းအတာမှာ အမြင့်ဆုံးဈေးပေါ့အဲ့ဒီအခြေအနေကိုရောက်ခဲ့ပြီးတော့မှ9သိန်း9000 3200တန်းကနေတဖြည်းဖြည်းပြန်ကျလာလိုက်တာเนาะအဲ2013နည်းနည်းကျ2014နည်းနည်းကျပေါ့เนาะ ဘလောက်ထိကျသွားသေးဆိုတော့6သိန်းဂျော်ဒန်ထိကျသွားတယ်6သိန်းဂျော်ဒန်ထိကျပြီးတော့မှတခါဒီ2015ရဲ့ပြန်ရောက်လာပြီဆိုတာနဲ့ဖြည်းဖြည်းချင်းလေးပြန်တက်လာတယ်ရွှေစည်းကပြန်တက်လာပြီးတော့2015ခုနှစ်မှာကျတော့ထူးခြားပြည့်စင်ကဘာဖြစ်လာလဲဆိုတော့ဒီကျွန်တော်2015ခုနှစ်ဇွန်လမှာရန်ကုန်မြို့မှာပထမအကြိမ်ရွှေစည်း8သိန်းနဲ့ 900လောက်အထိအမြင့်ဆုံးတက်သွားတယ်အဲ့ဒီကနေပြီးတော့မှဖြည်းဖြည်းချင်းလေးပြန်ကြတယ်ပြန်ကြပြီးတော့မှတခါဒီအောက်တိုဘာလပေါ့နော်အဲ့ဒီမှာကျတော့ရွှေစရထပ်ပြီးတော့မှပထမစံချိန်တင်8300ကိုကြော်ပြီးတော့မှရန်ကုန်မြို့မှာ8300မန္တလေးမြို့မှာ8300အထိအမြင့်ဆုံးဈေးတန်းတက်သွားတယ်အဲ့လိုဈေးတန်းတက်သွားပြီးတဲ့အခါကျတော့မှအခုဒီကျွန်တော်တို့ ဒီ2015နှစ်ကုန်ပိုင်းပေါ့နော်ဒီဇင်ဘာလထဲမှာရောက်တော့တခါပြန်ကျလာတယ်ပြန်ကျလာတာက8သိန်းနဲ့1500တန်း3000တန်းကနေပြီးတော့မှဒီ9သိန်းနဲ့ကျွန်တော်တို့3000အဲ9သိန်း3000နဲ့9000ကျော်တန်းအထိအနည်းဆုံးပြန်ဆင်းလာတာကိုတွေ့ရတာပေါ့အဲ့တော့တစ်နှစ်ထဲမှာဈေးအတက်အကျနှစ်ခါအဲ့လောက်ကြီးဖြစ်တယ်ဆိုတာအရင်နှစ်တွေမှာကျွန်တော်တို့တခါမကြုံဘူးခဲ့ဘူးအเจ้าရပါဘူးဒီပါလို့ရှိရ ဘယ်အကြောင်းရပါမူတည်တယ်လဲဆိုတော့တိုင်းဆိုင်နာကဒီနေ့မှာကနည်းနည်းရွှေသေးတက်တာတွေထူးဆန်းတယ်ခါတိုင်းပုံမှန်သွားတယ်ဆိုရင်ကျွန်တော်တို့ကကမ္ဘာရွှေသေးတက်တယ်ဆိုရင်အဲမြန်မာရွှေသေးရလိုက်တက်တာပဲမြန်မာနိုင်ငံရဲ့ရွှေသေးတွက်ချက်မှုစနစ်ကိုကကမ္ဘာရွှေသေးတအောင်စားရဲ့အပေါ်မှာတွက်တာတွက်တာဆိုတဲ့အခါကျတော့ကမ္ဘာရွှေသေးကတက်ပြီဟေးဆိုလို့ရှိရင်မြန်မာရွှေသေးရလိုက်တက်မှာပဲအဲ့ဒီမှာမှ တခုပို့ပြီးတော့မြန်မာနိုင်ငံကတီးမိတာဒေါ်လာငွေဈေးရဲ့ပုံမှာလည်းတီးမိတယ်။ကမ္ဘာတလီမှာဆိုရင်ကျွန်တော်တို့သိတာတော့ဇွန်လမှာဆိုရင်ကျွန်တော်တို့ဒီကမ္ဘာရွှေဈေးကကျနေတယ်။ကျနေတဲ့ဟာကိုမြန်မာရွှေဈေးကတက်သွားတယ်ပေါ့နော်။အဲဒီမှာဖြစ်သွားခဲ့တယ်။အဲ့လိုကလည်းရန်ကုန်ရွှေဈေးနဲ့မန္တလေးရွှေဈေးနဲ့မတူခဲ့ဘူး။ရန်ကုန်မှာရွှေဈေးနဲ့ရတော့ခဲ့တယ်။အဲအော်တိုမားမှာဆိုတော့လည်းအဲ့အဲ့တန်းတော့ပေါ့နော်။အဲ့အဲ့ဒီအခြေအနေတွေကဘာကြောင့်မလို့အဲ့လိုမျိုးကြီးဖြစ်သွားတယ်ဆိုတာလေးကပြောပြပြီးပါဦး။ဒီလိုပြအခုပြောခုနကပြောတဲ့ဟာနဲ့ပဲဆက်ပြောရမှာပဲ။ ဆိုလိုတာကမ္ဘာရွှေစည်းရညင်နေတယ်ဒေါ်လာ1100တောင်စားမှာ1100နဲ့ညင်နေတယ်ထားပါတော့အမြန်မမညင်တာမြန်မာနိုင်ငံရဲ့ဒေါ်လာပေါက်စည်းခုနပြောပြီး1280ကျွန်တော်တို့ဝေပုံမှန်နညင်နေတာကနေပြီးတော့မှဒေါ်လာငွေစည်းက1300ခုန်တက်သွားတယ်1300ခုန်တက်သွားဆိုဒေါ်လာကို20တက်တယ်ဟုတ်တယ်နော်ဒေါ်လာကို20တက်သွားရင်ဒေါ်10ဒေါ်လာဆိုတော့မြန်မာငွေနဲ့200 ဒေါ်လာ100ဆိုရင်2000ဒေါ်လာ1000ဆိုတော့2000เนาะအဲ့တော့ကမ္ဘာရွှေသေးရဲ့တန်ဖိုးကဒေါ်1ထိုင်အောင်စကားဒေါ်လာ1100 1100ပဲဥပမာပြောထားတာအဲ့တော့ဒေါ်လာငွေနဲ့ပေးလိုက်1100ပေးတာရှင်းတယ်ဒါပေမဲ့ဒီဘက်မှာကျတော့1280မှာတုန်းကလည်း1100ပဲ1300မှာကျတော့လည်း1100ပဲကမ္ဘာဈေးရတော့မပြောင်းဘူးမြန်မာဈေးကပြောင်းသွားတယ်ဒေါ်လာ20တက်သွားတဲ့အတွက် ရွှေဝမ်းထိုင်အောင်စေတန်ဖိုးဒီဒေါ်လာမြန်မာငွေ2000တက်သွားတယ်အဲ့တော့ဒီမန္တလေးရွှေဈေးပဲနဲ့ရအောင်ဆွေးနွေးတာမတူဘူးမန္တလေးကဒီတရုတ်နဲ့နေတဲ့နေလို့ဒီရွှေဈေးလုံးပေါ်မူတည်ပြီးတော့ခါကျတော့အဲ့ဒီရဲ့ဈေးနှုန်းပေါ်မူတည်ပြီးအကြောင်းလဲရောရှိခဲ့လားရှိအဲအဲ့ဒီလိုမျိုးတိုက်ရိုက်ဟိုရွှေဈေးတက်သွားလို့တက်သွားတယ်ဆိုတဲ့ဟာမျိုးတိုက်ရိုက်ကတော့မရှိဘူးနေစားမှငွေဈေးတက်သွားတာနဲ့ကြီးတွင်းကလဲလိုက်တဲ့တယ်အဲ့လိုမျိုးတွေဖြစ်လာတဲ့အတွက်ဒါမဲ့ ရွှေစင်းမှာတရုတ်ငွေစည်တက်သွားလို့တိုက်ရိုက်တက်သွားတယ်ဆိုတဲ့ဟာမျိုးတော့ဓာတ်ရိုက်အနေနဲ့ကတော့အဖိုက်မရှိဘူးသို့တော်လည်းပဲနေဆက်ကုံတွေကုံစီစီစဉ်မှုအရာဆိုရင်တော့တော်ဝိုက်တော်နည်းနဲ့ကတော့ရှိတယ်ဟုတ်ကြအခုကဒီ2015မှာရွှေစည်းတွေကအဲ့လိုမျိုးအတက်ကြကလုံးဝတည်တာရှိတယ်။အဲ့ဒါတော့ပုံကျန်းဝင်ရောက်မှုအခြေအနေမှာဘယ်လိုတွေရှိခဲ့လဲ။ကုန်ကျန်းဝင်ရောက်မှုအခြေအနေကကျွန်တော်တို့ဒီမြန်မာနိုင်ငံရွှေထွက်အားတွေကဟိုဥပမာပြောမယ်ပေါ့နော်1900 အဲ90 90နေပြီးတော့95အဲ့ဒီနေ့ဝန်းကျင်ဒီမှာတော့ကမြန်မာနိုင်ငံမှာဒီကြောက်ထဲရနေပြီးတော့မှထုတ်လုပ်တဲ့ဒီထုတ်လုပ်တဲ့နီးစဉ်တွေပေါ့နော်အဲ primary ပေါ့ primary တိုက်တွေတွေကနေပြီးတော့မှထုတ်တဲ့စနစ်တွေအဲ့အချိန်မှာ အဖွင့်အပြိုးဆုံးပဲစပြီးတော့မှဒီနောက်ကြောက်ခဲထဲမှာရှိနေ primary တွေကခဲကြိတ်ဆက်တွေနဲ့ကြိတ်ပြီးတော့ပထမရွှေထုတ်တယ်နောက်ကြတော့နောက်တော့ လေးပညာတိုးတက်လာတဲ့အတွေ့အဲ့ဒီကြောက်သေးရထုတ်လိုက်လို့ကြံနဲ့တဲထဲမှာကြံနေတဲ့ရွှေကိုလည်းတခါဆိုင်တိုင်းနဲ့ထုတ်ယူတဲ့နီးစနစ်ထပ်ပြီးတော့ပေါ်လာတဲ့အတွေ့ထုတ်လို့မှုစနစ်တရားအဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်အရန်ကောင်းတယ်ရွှေတကြံသားကိုဒီ3000ကျွဲ4000ဝန်းကျင်ခစ်ပေါ့အဲ့ဒီမှာတော့ငါရွှေရမြန်မာနိုင်ငံရွှေစည်းကွက်မှာနောက်ရွှေထုတ်လို့မှုအပိုင်းမှာဆိုရင်ဒါအများဆုံးထုတ်လို့တဲ့ ထုံလုံးနိုင်ခဲ့တဲ့အပိုင်းနေပေါ့ဒါပေမဲ့တယံဇာတဆိုတာဟာတဖြည်းဖြည်းချင်းသူကကုံသွားတဲ့အမျိုးပဲလေ2015တိမှာပေါ့နော်ရွှေစင်းတို့အပြင်အခြားဘေးရွှေစည်းကွက်တွေရောရှိခဲ့လဲဆိုတာလေအဲ့ဒါလေးဟောတခြားဈေးကွက်တွေဒီနေ့မှာတော့ဟိုကျွန်တော်တို့အနေနဲ့တော့ထူးခြားတယ်လို့ပြောရမယ်ထူးခြားတယ်လို့ပြောရမယ်ဆိုတာဒီနေ့ဒီ2015ခုနှစ်မြန်မာနိုင်ငံရဲ့ဟောလာရွေးကောက်ပွဲနှစ်လည်းဖြစ်တယ်ဒီရွေးကောက်ပွဲနှစ်အတွက်ကျွန်တော်တို့ ဒီသက်ဆိုင်ရာပါတီတွေရဲ့ဒစိတ်တွေကိုရွှေနဲ့လုတ်ပေးခဲ့ရတာတွေရှိတယ်အဲ့ဒီမှာဒူဒူချာချာဘာပူရောင်းကောင်းတယ်လဲဆိုတော့ဒီအနေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အမတ်တစိတ်ဖြစ်တဲ့ဒီခေါတောင်းကျေပြူနဲ့ခေါတောင်းအလံကျွန်တော်တို့အဲ့ဒီရင်ထိုးတစိတ်ကလေးတွေတော်တော်များများတွွွင်ကျကျရောင်းခဲ့ရတယ်။နောက်ဒီရက်ခိုင်နဲ့ပြည်ပပါတီကချင်းသေးတစိတ်လည်းလှုပ်ရတယ်။ဒါပေမဲ့အဲ့ဒီချင်းသေးတစိတ်လှုပ်ရတာက နေတယ်။ ဒီခွတောင်းနဲ့ကျေပြူပုံကတော့တော်တော်များများကိုကျွန်တော်တို့ဟိုအချိန်ကာလတစ်ခုလောက်တလားနလားလောက်အချိန်ပေးပြီးတော့ကိုပဲမများကြီးလှုပ်ခဲရတာဒီကြုံခဲ့ရတယ်ဒီနှစ်အတွက်စိတ်လုံးတော့ရွှေစည်းနှုံးဟိုအော်တိုဘားလာဆိုရွှေစည်းနှုံးရှစ်သိန်းကြီးရောက်မှာပေါ့နော်အဲ့ကြတော့အဲ့ဒီအချိန်မှာရောလုံးတဲ့လူတွေတော်တော်များလာတယ်များတယ်များတယ်လူတွေကဘယ်လိုပြောမလဲဆိုရွှေစည်းကိုသူတို့မကြည့်ဘူးသူတို့ကြည့်တာကသူတို့သိတာက ဒီခေါထောင်းနဲ့ကြည့်ပြပဲဟုတ်ကြတော့ကျွန်တော်ဒီ2015မှာဆိုရင်ပေါ့နော်ဒီရင်းညုံနေတဲ့သူတွေကရွှေတွေစုအော်ဝယ်ပြီးတော့စုဆောင်းတာရှိကြတယ်အခု2016မှာရောရွှေစည်းအတက်ကြဘယ်လိုဘက်ကိုဥတည်နေလဲဆိုရင်သုံးသပ်ပြပြပါအောင်ရှင်2016အတွက်ကြိုတင်ခံမှန်းချက်အရာပြောမယ်ဆိုလို့ရှိရင်ကမ္ဘာရွှေစည်းကိုမှန်းရတာတော်တော်ကြီးကိုခက်သွားပြီခက်သွားပြီဆိုတာကခတိုင်းပုံမှန်ဆိုရင်ကမ္ဘာမှာကဒီဗန်အတိုးနှုံးတွေမြင့်နေဆိုလို့ရှိရင်ကမ္ဘာရွှေစည်းကြတယ် ဖန်တိုးနှုံးနေလျှော့ချတယ်ဆိုတာနဲ့ကမ္ဘာရွှေသေးရက်တက်သွားတာအခုကဒီနှစ်ကပြောင်းပြန်ကြီးဖြစ်နေတယ်အမှန်တကယ်ကမ္ဘာဖန်တိုးနှုံးမြင့်ပြီးတဲ့အတွက်ရွှေသေးကြာမှာမကြဘဲနဲ့အပေါ်ပြန်ထောင်တက်နေတယ်ခံမရခက်တယ်ခံမရခက်နေတယ်2016မှာဆိုရင် stores CIA ရှင်နေတော့လာတော့ပါလေအဲ့ဒါအဲ့ဒီခုနကတော့ကရွှေဝဲစုနေတဲ့ရင်းမြွနယ်သူတွေကအဲ့ဘက်ကိုလည်းကြောင်းလည်းကြောင်းနေတာပေါ့လေ stores ရှင်နေနဲ့ပတ်သက်ပြီးတော့ရွှေစည်းနှုံးရဲ့ဈေးကွက်ကိုရက်ခတ်မှုကဘယ်လိုတွေရှိလာနိုင်မလဲဆိုတာလေအဲလောလောဆယ်တော့အဲ့ဒီဟာကမရိုက်ခတ်နိုင်ဘူး ထင်တာပေါ့လေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံလူတွေကလမ်းရှိကျွန်တော်ရွှေဝယ်ရတဲ့စနစ်ကကျွန်တော်မြန်မာလူမျိုးကရောပရမားရောနဂါကျွန်တော်တို့ထင်တာကတော့ခုလလုံးစဲအနေထားမှာ2015 2016စကွန်ဝန်းကျင်အထိကတော့ဒီတကယ်တမ်းရွှေနဲ့ငွေနဲ့လုပ်ငန်းလုပ်မဲ့လူတွေကအဲ့ဒီ stock exchange ဘက်ကိုလှည့်ပြမှာမဟုတ်ဘူးအဲဘယ်လိုလူမျိုးတွေလှည့်နိုင်တယ်လဲဆိုလို့ရှိရင် အရင်ဒီလည်းများတယ်အဲ့ဒါနိုင်ငံသားနဲ့လည်းအဆက်အသွယ်တွေရှိတယ်နိုင်ငံသားဘဏ်အကောင့်ဖွင့်ထားတဲ့လူတွေလည်းရှိတယ်အဲ့ဒီလိုလူမျိုးတွေကတော့အဲ့ဒီစတော့ဈေးကွက်ထဲမှာဝယ်တာတွေရောင်းတာတွေလုံကောင်းလုံးနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့လိုတကယ်ဈေးကွက်ထဲမှာလုံနေတဲ့လူကတော့သူ့စတော့ဈေးကွက်ကြီးကကျွန်တော်တို့အတွက်ကတော့အသုံးမတည့်သေးဘူးအသုံးမတည့်သေးဘူးဆိုတာကကျွန်တော်တို့ရဲ့ယင်းဒီ join ဝင်မှုလည်းမရှိတာတစ်ချက်ရှိတယ် နောက်ပြီးတော့ကျွန်တော်ကအခုရောင်းပြီဆိုလို့ရှိရင်လေကျွန်တော်တို့ဒီမှာကကြတော့လေနဲ့ရောင်းလို့မရဘူးလေအငယ်ကဒီရွှေကုန်းတဲ့တူဖြစ်နေတဲ့အတွက်ဒီ2015ခုနှစ်တခုလုံးပေါ့နော်အားရဂျင်းနမှုရှိခဲ့လားဘာအကြောင်းမလို့ပေါ့အားရမဂျင်းနမှုရှိခဲ့လို့ဆိုလည်းဘာအကြောင်းမလို့နော်ဒီ2016မှာရွှေကုန်းတဲ့တူအနေနဲ့ဘာဒီမှမျှော်မှန်းထားလိမ့်မယ်နောက်တော့နံပါတ်1ပြောရမှာဆိုတော့2015ခုမှာဂျင်းနဲ့အားရမှုရှိသလားလို့ပြောရင်တော့ကျွန်တော်တို့ကတော့အယောင်းဝယ်ဟို ကုံွယ်လုံနေတဲ့လူတွေဖြစ်တဲ့အတွက်ကိုယ်လုံးတဲ့အလုပ်ပေါ်မှာမကျင်နဲ့လို့မရအောင်ကြေကိုကျင်နဲ့ရမယ်ရှုံးရင်လည်းကြေကျင်နဲ့လက်ခံမျက်နှာကြတော့ပျော်ရွှင်ရွှင်လက်ခံတယ်ဆိုရင်ရှုံးတာကိုလည်းကျွန်တော်တို့ကပျော်ပျော်ရွှင်ရွှင်ကြေကျင်နဲ့လက်ခံရမယ်2016အတွက်လည်းမြုံမန်းထားတာကတော့ရွှေစည်းရဟိုကမ္ဘာရွှေစည်းတော့ဒါအာကြီးမတက်နိုင်ဘူးမြမရွှေစည်းကတော့ပြောလို့မရဘူးပြောလို့မရဘူးဆိုတာဒေါ်လာငွေကကျွန်တော်တို့မှန်းလို့မရဘူးဒေါ်လာငွေမှန်းလို့မရတာဘာလို့လဲဆိုတော့အရင်တုန်းကဆိုအပြင်မှာ ဒေါ်လာငွေရောင်းဝယ်လုပ်နေတဲ့လူတွေရှိတယ်အပြင်ကဈေးကွက်ကိုကျွန်တော်တို့မှန်းကြည့်လို့ရတယ်အခုကမြန်မာနိုင်ငံဘဟိုဘန်ဦးစီးပြီးတော့ဒီဥဆောင်ပြီးတော့ငွေဈေးကွက်ကဖြစ်တာလေအဲ့တော့ဟိုအစိုးရကဒီငွေတွေကိုဝင်ကင်တွယ်နေတာဖြစ်တဲ့အတွက်အစိုးရရဲ့သဘောထားဘာလဲဆိုတာကျွန်တော်တို့ပြောလို့မရဘူးအေးအခုဟိုပြောတော့ဘောနော်ဒေါ်လာမြန်မာငွေဈေးဖောင်းပွနေတာဟာဟိုစီးပွားရေးကောင်းလို့ပေါ့ တကယ်တမ်းစီးပွားရေးကောင်းတယ်ဆိုလို့ရှိရင်မြန်မာငွေကြည့်ရမှာလေအခုမကြည့်ဘဲနဲ့ပွားနေတာကျွန်တော်တို့သိတာကတော့ဒီငွေစည်းကြီးပွားတာရေတော့ကျွန်တော်တို့မကြိုက်ဘူးမကောင်းဘူးမြန်မာနိုင်ငံရဲ့ကိုယ်စည်းနှုန်းကြီးမြင့်မှုအဓိကအကြောင်းအရာမှာအဲ့ဒီဒေါ်လာငွေစည်းဖောင်းပွားနေတဲ့တက်နေတာကြီးကလည်းအဓိကအကြောင်းအရာထဲမှာတစ်ခုပါဝင်ပဲအဲ့တော့ကျွန်တော်တို့2016ခုနှစ်အတွင်းမြန်မာနိုင်ငံရဲ့ရွှေစည်းကိုမှန်းမှဆိုရင်တော့မမှန်းတတ်ဘူးမမှန်းရင်ဘူးဘာလို့လဲဆိုတော့ ဒီဒေါ်လာငွေစည်းတက်ရင်လည်းတက်မှာဗျာဒေါ်လာငွေစည်းကျရင်လည်းကျသွားမယ်ကမ္ဘာရွှေစည်းဆိုတာကတခါတက်လိုက်ကျလိုက်လို့ရှိရင်ဟိုလာကျွန်တော်တို့ကအရှေ့ပြားနဲ့အနောက်ပြားသွားနေတဲ့ဟာကိုနည်းနည်းစမ်းဝါမှန်းလို့ရတယ်ဒီမြန်မာနိုင်ငံရဲ့ဒေါ်လာငွေစည်းကိုတော့ကျွန်တော်တို့စမ်းဝါပြီးမှန်းလို့မရဘူးဘယ်ကိုသွားရင်နေမှမသိဘူးဆိုလိုတာက1500သမ်းမှတ်မှာဆိုရင်တခါတည်းဒိန်းဆို1500သမ်းမှတ်လိုက်တခါတည်းတက်မှာနောက်ထပ်မတက်တော့ဘူးအခုကခဏတက်တော့လိုက်ခဏပြန်ကျလိုက်ဆိုတော့ ဒီငွေစည်းမတည်ငြိမ်မှုဟာပြည်တွင်းမှာကျတော့ဈေးကွက်တွေမှာအများကြီးရိုက်ခတ်တာကုန်စင်းလုံးတက်တယ်ဆိုတာဒီဟာတွေကြောင့်မို့တက်တာဒီပြည်ဟာကြောင့်မတက်ဘူးချားပြည့်စက်ပြောတဲ့အချက်ရှိသေးတယ်ဆိုတော့ပြောပြပါမရှိပါဘူးဗျအတိအကျနဲ့ရရှင်းတာမေးပါဘာဖြစ်လဲဆိုတော့ဒါပေမဲ့ပြည်သူတွေကိုတစ်ချက်သတိပေးချင်တာကဘာပဲဖြစ်ဖြစ်ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်ပတ်စံပူလို့ရှိရင်တော့ရွှေဥသာဝင်စုတာဒါဟာမမားနိုင်ဘူးကြကြင်လဲကြသွားမယ်ကြလဲဘာမှမဖြစ်ဘူး ကိုဝယ်ထားတဲ့ရွှေတစ်ချက်သားတစ်ချက်သားပဲရော့မလွားဘူးကျွန်တော်တို့အရင်ကရွှေပဲကျွန်တော်တို့အမြတ်ကရွှေပဲအဲ့ဒါကြောင့်မို့ဘာပဲဖြစ်ဖြစ်ရွှေဆိုတဲ့ဒီပစ္စည်းဟာကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ကတော့တန်ဖိုးလဲထားရတယ်မြန်လဲမြန်နူးစီဟာကောင်းတယ်အဲ့ဒါကြောင့်မို့ပတ်စံပူရင်တော့ရွှေကိုဝယ်ပြီးတော့စုပါပတ်စံစုထားလို့ရှင်စုဘူးခွဲပြီးတော့အလွယ်တကူသုံးပြစ်တယ်လေ ရွှေစုထားတဲ့အတွက်အလွယ်တကူမသုံးပြတဲ့အတွက်စုမိတာပေါ့အဲဒါကြောင့်မို့မွေးပူရင်ရွှေဝယ်စုပါခုပြသပြတဲ့အတွက်ကျေးဇူးများပါတယ်ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်ဗျာ